အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ American ကစကန်စင်တာတွေကိုရေလံမာကတော့တေချာပေါက်ပါပဲ။ဘယ်ချိန်မှဘလို့ဝင်မလဲဆိုတာကိုတော့မသိဘူး။ဒါပေမဲ့ဒီစကန်စင်တာတွေရဲ့လှုပ်ရှားပုံတွေဆက်သွယ်မှုတွေဘယ်နေရာကနေဘယ်နေရာကိုဖုံးခေါ်မှုတွေအားလုံးကိုသူတည်တနာလှုပ်ထားပြီးပြီဖြစ်တယ်လို့ American စစ်တပ်ကဒုဗိုလ်မှူးကြီးအငိမ့်စာဒေါ်မီမီဝင်းဘတ်ကထုတ်ဖော်ပြောဆိုထားပါတယ်။ ရွှေကုတ်ကိုဒေသရဲ့ဖုံးတွေဟာနေပြည်တော်ကသမရအိမ်တော်အထိခေါ်ဆိုမှုတွေကိုတွေ့ရှိထားတယ်လို့ပြောပါတယ်။ဒါဆိုရင်ဘသူကနေဘသူထံကိုခေါ်တယ်လဲဆိုတာတေချာပေါက်အချက်လက်တွေရရှိထားပြီးဖြစ်ပါတယ်။6800ဇားတွေဟောင်းနေတာတခုတော့ရှိတယ်။ KK ဘက်ကို NLD အစိုးရလက်ထက်မှာခွင့်ပြုခဲ့တာဘာညာဆိုပြီးဟောင်းနေတာကိုတွေ့ရတယ်။မှန်တယ်။ NLD အစိုးရလက်ထက်မှာ MIC ကနေခွင့်ပြုပေးခဲ့တာမှန်တယ်။ ခွင့်ပြုပေးခဲ့တာကဟိုတယ်အဖမ်းဖြေစက်ခန်းတွေဒေတာကန်ပြည်သူလူထုအတွက်အလို့အကိုင်ခွင့်လန်းရရှိစေဖို့အတွက်ခွင့်ပြုပေးခဲ့တာဖြစ်တဲ့အထက်မြင့်အဆောက်အဦတွေကိုခွင့်မပြုဘူးကာစီနိုအပါဝင်မြည်သည့်လောင်ကစားလုပ်ငန်းတွေကိုလည်းတားမြစ်ခဲ့တယ်ခွင့်မပြုဘူးဒါတွေကိုသမရရှုံပြောရေးဆိုခွင့်ရှိသူဦးစော်ထီကအဲ့ဒီအချိန်ကလေးကရှင်းလင်းစွာပြောခဲ့ပြီးဖြစ်တဲ့အဲ့ဒီအချိန်ကအစိုးရရဲ့အမိန့်ကိုနာခံခဲ့တာ BGF တွေပဲဖြစ်တဲ့ NLD အစိုးရကလောင်ကစားလုပ်ငန်းတွေကိုဘာကြောင့်ခွင့်မပြုခဲ့တာလဲလို့မေးစရာရှိပါတယ်။ NLD အစိုးရရဲ့ policy ကိုကလောင်ကစားလုပ်ငန်းတွေကိုတားမြစ်တဲ့ policy ပါနေလို့ပါပဲ။နောက်တစ်ချက်ကအခုတရုတ်ကိုရောက်နေတဲ့ရှီကြီးချန်ဟာနိုင်ငံတကာကအလိုရှိနေတဲ့ရာဇဝတ်ကောင်ဖြစ်နေတာသိလို့ခွင့်မပြုခဲ့တာဖြစ်တယ်။ဒါကိုအစိုးရအမိန့်ကိုအာခံပြီးအထက်မြင့်တွေစောက်သမတ်နယ်နိမိတ်တွေကိုကြော်လွန်ပြီးအစအဦးတွေစောက်ခဲ့တဲ့အတွက်လွတ်တော်ထဲမှာကျေပွင့်ပြမေကွန်းအမိခံရပြီး ကာကွယ်ရေးဝန်ကြီးပြည်ထရေးဝန်ကြီးတွေလွှတ်တော်ထဲမှာလာပြီးအရေးယူပါမယ်ဆိုပြီးခံဝင်ချက်ပေးခဲ့ရတယ်။လွှတ်တော်ကစုံစမ်းရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေးခဲ့တယ်။ထားတော့အဲ့ဒီအချိန်ကလေးကကြားဖြတ်လုပ်ငန်းကစနေပြီဖြစ်တယ်။အာနာလူတဲ့အချိန်2021ကာလနောက်ပိုင်းမှာကြားဖြတ်စင်တာတွေဟာ70ခုလောက်ရှိနေရကနေအခု40အထိရှိနေခဲ့ပြီဖြစ်တယ်။ရှမ်းမြောက်ဒေသကြားဖြတ်ကိုနှိမ့်နေပြီးမှအလုံးဟာကရင်ပြည်နယ်ကိုအလုံးအင်းနဲ့ဝင်လာခဲ့တယ်။ပြောရမယ်ဆိုရင်ရွှေကုတ်ကိုမြို့တင် ွမ်းရကြောက်ခမ်းဖလူကြီးဖရာတုံစုမြဝတီမျိုးပေါ်တွေမှာကဘာအကြီးဆုံးကြားဖြန့်သမားတွေစုဝေးနေတဲ့နေရာဒေသဖြစ်တဲ့အဲတော့အမေရိကန်ဟာသေချာပေါက်နှိမ့်နေမှာဖြစ်တဲ့အခုဆလာပြီးစုငွေတွေထုတ်လာပြီးဖြစ်တဲ့ဒါကပထမအဆင့်ဖြစ်တဲ့နာမည်မတက်သေးဘူးထက်လာမယ်နာမည်တက်ပြီးစုငွေထုတ်လာလိမ့်မယ်အောင်စရင်မှာကိုယ့်နာမည်ပါမပါပြေးကြည့်ထားကြလိမ့်တကယ်လို့ပါနေမယ်ဆိုရင်ဗီဇမလိုပဲစကောလာရှစ်ရပြီလို့သာတတ်မှတ်လိုက်တော့ အဲ့ဒီအချိန်မှာထိုင်းပင်လယ်ကွင်းနဲ့ဘင်္ဂလားပင်လယ်အော်မှာလေရင်တင်သင်းမောတွေရောက်ရှိနေပြီဖြစ်နေမှာပါထိုင်းနိုင်ငံအတွင်းမှာလည်းသူတို့တွေရောက်ရှိနေမှာပါအခုထိုင်းနိုင်ငံသားရေးဝင်ကြီးလေတံပြောင်းလာတာကိုကြည်တော့ထိုင်းကတော့သူ့နိုင်ငံမနာအောင်တော့ကစားမှာပါပဲအဲ့တော့အမိုက်တွေကိုအကုန်လှဲသွားလေကောင်းလေပါပဲနိုင်ငံတန့်သွားတာပေါ့မယုတ်သီးကောင်လည်းပါမှာပါလေကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်